ဆန်ကယ်မောင်းင်းနဲ့ဟင်္ဒရာမျိုးကနေပြန်လာခဲ့ပါတယ်။ညလည်းအတော်လေးကိုနက်နေပြီဖြစ်လို့ဇလုံးမျိုးကိုဖျက်ဆီးပေးချိန်မှာည9:00နာရီကျော်ခဲ့ပြီ။ဆောင်းနေမလို့ရာသီဥတုကအနေငယ်ချမ်းအိနေရာကိုတန်းဆောင်နေထိုင်တဲ့ညောင်ကုန်းရွာလေးကိုရောက်ဖို့အတွက်ဇလုံးမျိုးကတစင်ကွန်ကရစ်ခင်းထားတဲ့တာလမ်းမကြီးတိုင်းရွာစင်ကိုဖျက်ခါမောင်းနေနေရတယ်။အခုလည်းမိုးတော်ချောက်နေပြီမလို့တာလမ်းမကြီးပေါ်မှာဆန်ကယ်ကောင်မရှိတဲ့လောက်နေပါနေပါတယ်။တခါတည်းရမှသာဆိုင်ကယ်တစ်စီးတလေဖျက်ဆီးသွားတာကိုတွေ့ရတယ်။ အနည်းဆုံးရွာတွေကရွာစင်ကျင်းနေပြီရွာလေးတွေကမီးတွေလင်းထိုင်နေပေမဲ့လှုပ်သွားလှူလာမရှိတော့ဘူးရွာတရော်နဲ့တရွာကြမှာတော့လေကွင်းကြီးတွေကွင်းမြင့်နေရှိတယ်ဒါတော့ကိုတန်းစော်တယောက်တည်းတာလမ်းမကြီးတိုင်းဆန်ငယ်ကို မှန်မှန်လေးမောင်းနေလာတယ်ဒီချိန်မှာဆန်ငယ်မောင်းနေတော့မောင်းထောင်းရွာနေရောက်မှာတော့ဦးကောင်းဌာနကနေငှက်ဆိုးတကောင်ဖြက်ပြန်ကတစ်ချက်အော်မိတယ်ကိုတန်းစော်ဟာငှက်ဆိုးထိုးတံကိုအယုံမရှိပေမဲ့ညာဘက်တယောက်တည်းမောင်းနေနေရတာကြောင့်စိတ်တော့ခြောက်ခြားတာကအမှန်ပါ မောင်းထောင်းရွာကထွက်ပြီးတော့လေခွင်းတွေကိုဖျက်မကြခင်ချိန်မှာ မိမတအူလမ်းပေးရက်ပြီးတားနေတာကိုတွေ့ရတယ်။ရွာနဲ့အလံဝဲပြီးတော့လေခွင်းပင်းနားမှာပေါက်နေတဲ့လက်ပံမကြီးအောက်မှာလက်ပြကဆန်ကဲကိုတားနေတယ်။ဒီမျိုးသမီးကိုကြည့်ပြီးတော့ကိုတန်းဆောင်စိတ်ထဲမှာလည်းကြောက်လန့်လာတယ်။ဒါပေမဲ့အကူကြီးလိုတဲ့သူများဖြစ်နေမလားလို့တွေ့ကဆန်ကဲမင်းနဲ့လှမ်းထုတ်ကြည့်တဲ့အခါသူတို့ရွာကမယီမင်းဖြစ်တယ်။မယီမင်းကသူတို့ညောင်ကုန်းရွာက ဖြစ်ပြီးတော့ကိုတန်းဆောင်နဲ့လည်း တရားရဲတာချင်းမလို့အချင်းချင်းခင်မင်ကြတယ်။ဒါကြောင့်ကိုတန်းစောကမဲ့ရီမြင့်နီးမှဆိုင်ကယ်ကိုရက်တယ်။တန်းစောနှင်းကိုတွေ့တာဟန်ကြလိုက်တာဟာငါအလှူအတွက်စလုံးမှာလိုအပ်တာတွေတော့ဝယ်ပြီးတော့ဒီမှာကြံနေခဲ့တာဟာနည်းနည်းငါရွာကိုလိုက်ခဲ့လို့ရမလား။ကိုတန်းစောလည်းခေါင်းကိုညှိလိုက်တယ်။ရတာပေါ့ဗျာကဲလာတက်တက်။မဲ့ရီမြင့်ဟာဆိုင်ကယ်ပေါ်ကိုတင်မလဲထားပြီးတော့ဘေးဆောင်စီပြီးလိုက်ရတယ်။ကိုတန်းစောကမဲ့ရီမြင့်ပါလာတာမို့လို့ဆိုင်ကယ်ကိုအရှိန်တိတ်မတင်တော့ဘဲနဲ့ခက်မှန်မှန်သာမောင်းနေလာခဲ့ပါတယ်။ ါနဲ့မက်ကြီးမင်းတို့အလှကရန်နှင်းနေပြီနော် ကိုတန်းစော်ကပြင်းပြင်းရှိတာနဲ့စကားဆတယ်ဟုတ်တယ်ဟာဒါကြောင့်ငါတို့ညီမတွေအလုံးများနေတာတန်းစော်ဒါနဲ့ဘာတွေသွားပြီးခွေလာတာလဲလက်ထဲမှာလည်းဘာအထုပ်ဘိုးမှ မပါပါလားအထုပ်ဘိုးတွေကငါညီမနဲ့ပါသွားပြီလေငါပဲဒီနေရာမှာထော်လာကြီးကြိတ်ခံရပြီးကြံနေခဲ့တာမကြီးမင်းစကားကိုကြားတဲ့အခါမှာတော့ကိုတန်းစော်တယောက်ကြော်ချမ်းသွားပါတယ်ဘလို့ မယိမင်းကိုထော်လာကြည့်ကြိတ်ခံရတယ်ဟုတ်လားဟုတ်တယ်လေမနက်ကမဟာတာရွာကထွက်တဲ့လိုင်းကောင်လေအဲ့လိုင်းကောင်ကငါနဲ့ဆိုင်ကချင်းချိန်မိတာအဲ့ဒီမှာငါ့ကိုကြိတ်မိသွားတာတော်တော်ဆိုးတာပဲဗျာအဲ့ဒီလိုင်းကောင်တွေကဒီတိုင်းပဲဗျာအခုကွန်ကရစ်လမ်းခင်းပြီးတော့လမ်းကောင်းသွားပြီဆိုပြီးတော့မဟာတရားမောင်းကြတာဒါနဲ့မယိမင်းတက်တာရဲ့လားဘယ်ကိုကြိတ်သွားတာလဲဒီကိုလေမယိမင်းဟာတဏှာကိုထိုးပြတာကြောင့်ကိုတန်းတော်လည်း အနောက်ကိုလှည့်ကြည့်မိတယ်။ဒီခါမှာမယိမင်ဟာသူ့ရဲ့ဥကောင်းကိုလက်ညှိုးထိုးပြနေပြီးတော့မယိမင်ဥကောင်းကြီးကလည်းကားအကျိတ်ခံထားတဲ့ဘလုံးတစ်လုံးကိုပြားချက်နေတယ်။ဒီတော့မှဆိုင်ကယ်မောင်းရင်းနဲ့လေတိုးမှပြားချက်နေတဲ့ဥကောင်းကြီးဟာလေတန်းမှာလှုပ်ရမ်းနေရမြင်ရတယ်။အာမယိမင်ဆင်းဆင်းတော့ဗျာကျုပ်ဆိုင်ကယ်ဘွားကဆင်းတော့ကိုတန်းစော်အော်ပြောပြီးတော့လေပါကိုဆွတ်တင်တယ်။မယိမင်ကရှေးနာအရောက်မှာတော့ဘုတ်ခနဲ့ပြုတ်ချကြံခဲ့တယ်။ကိုတန်းစော်လည်းဆိုင်ကယ်မောင်းလာရင်အပုံနှံကထောင်းကနေရတာကြောင့် ဆိုင်ကကိုအရှိန်တင်ပြီးတော့ရွာကိုအမြန်ပဲမောင်းပြလာခဲ့ပါတယ်။ဟိတ်ကောင်အေချမ်းအိမ်ရှိကခေါ်တန်ကြတာကြောင့်အေချမ်းလည်းမျက်နှာအမြင်သက်ပြလို့ချင်းလို့အိမ်ရှိကိုပြေးထွက်လာတယ်။ဒီကမှာတငယ်ချင်းဖြစ်သူတပ်ဖို့ကိုတွေးလိုက်ရပါတယ်။ဘာလဲကွာတပ်ဖို့။ညာကကိုတန်းစော်ကြီးမရီမင်းနဲ့တွေ့ခဲ့တယ်တဲ့။အေချမ်းတယောက်မျက်လုံးနဲ့ပြူသွားတယ်။ဟေးဟုတ်ရဲ့လားကွာ။တကယ်ပါဆိုကွာ။အခုသူဖြားနေတယ်ကွာ။သူ့အိမ်မှာလည်းလူတွေဆုံးနေတာပဲ။အဲ့ဒါတို့လည်းသွားကြည့်မလို့ အေဂျင့်နဲ့အိမ်မောကအမြန်ဆင်ပြေပြီးတော့တပ်ဘူးနဲ့တူတူပြေးပြီးလိုက်လာခဲ့ပါတယ်။အေဂျင့်နဲ့တပ်ဘူးကလူပြိုတွေဖြစ်ပြီးအသက်20ခန်းရှိတယ်။မကြခင်မှာကိုတန်းစတော်အိမ်ကိုရောက်လာတယ်။အိမ်မောမှာလူတွေစီကားနေပြီးတော့အေဂျင့်တို့ရောက်ပြီးမကြခင်မှာပဲကိုတန်းစတော်တယောက်နိုးလာတယ်။အော်အုံးမလီဗျာခေါင်းခေါင်းပြကြီးဗျာခေါင်းခေါင်းပြကြီးကိုတန်းစတော်ကိုသူ့ရဲ့မိသားစုတွေကထိန်းချုပ်ထားရတယ်။ခဏကြာတော့မှကိုတန်းစတော်သတိကပ်သွားပြီးအသည့်ပြန်ဝင်လာတယ်။ဂျွာလူကြီးကအကြောက်ကြောက်ပြီးတော့ ိုတန်းစောကမင်းညကကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို ပြန်လည်ပြောပြလိုက်ပါတယ်။အဖြစ်ကတော့ဒါပါပဲတကြီး။ဒါနဲ့မဲ့ရီမင်းကတည်သွားပြီလား။ဒါမှမဟုတ်တရေကမဲ့ရီမင်းပုံစံရောင်ဆောင်ပြီးတော့ခြောက်တာများလား။သူစကားကြောင့်ပဲတကြီးမျက်နှာပြတ်သွားတယ်။ပြီးတော့ခေါင်းကိုညှိပြတယ်။အေးကွာ။မဲ့ရီမင်းကမင်းကနေလေလောက်ကပဲအဲ့ဒီနာမှာထော်လာကြည့်ချက်ခံရလား။ဗျာ။ကိုတန်းစောမျက်လုံးပြူသွားတယ်။ညာကမဲ့ရီမင်းပြောတဲ့စကားတွေက အမှန်တွေဖြစ်နေမှသိလိုက်ပြီဘလို့ဖြစ်ရတာလဲတကြည်အားကျုပ်ဟင်းသရမတော်ခင်တော့မှသူတို့ညီမနဲ့အလှူချောင်းတွေတာမင်ခဲ့သေးတယ်အေးကွာမယိမင်းကန်ဆိုးတယ်လို့ပဲပြောရမှာပဲမယိမင်းတို့အိမ်ကညောင်ကုန်းရွာအလဲပိုင်းလောက်မှာရှိတယ်ညောင်ကုန်းရွာမှာတန်ခါလုပ်ငန်းစိုက်ပျိုးရေးလုပ်ငန်းနဲ့အသက်မွေးချသူတွေများပြားပါတယ်အခုလည်းမယိမင်းတို့လည်းမအထွက်တိုးတယ်ဒါကြောင့်အလှူပေးဖို့စီစဉ်ကြတယ်မယိမင်းစီမှာညီမတယောက်ရှိတယ်ညီမနဲ့ရဆလုံးကအပြိုကြီးတွေဖြစ်ကြပြီးတော့ မိအိုဖောက်တွေကိုလှုပ်ကျွေးနေကြခြင်းဖြစ်တယ်။လယ်တွေကိုတော့တယင်းကားတွေငါထားပြီးတော့မရီမင်းတို့ကအိုစီလောက်ကန်ကြတယ်။မမအလှရက်နေလာပြီနော်။ကျွေးဖို့မွေးဖို့အတွက်ကုံချောက်တွေတောက်ဝဲထားရအောင်။နေမကတ်ဝင်ကတိမာဆိုးတယ်။နေမနဲ့အောင်တိုက်မိပြီးတော့အဲ့ဒီမနာပိုင်းမှာဇလုံမျိုးကိုဆန်ကင်နဲ့ထွက်လာတယ်။ဇလုံစည်းကြီးမှာလိုအပ်တဲ့ကုံစီတွေကိုစိတ်တိုင်းကြဝဲချမ်းပြီးတဲ့အခါမှာတော့နေမုံမတက်ခင်မှာပဲညီမနှစ်ယောက်ဆိုင်ကနေရွာကိုပြန်လာတယ်။ဒီချိန်မှာကွန်ကရစ်လင်းကတချမ်းသာခင်းရသေးတယ်။ ကျန်တဲ့တချမ်းကမိသားလန့်ဖြစ်ပြီးဘက်ပေါက်နေတာကြောင့်မရင်မင်းတို့ညီမဆန်ကယ်ကိုကွန်ကရစ်လမ်းလေကောင်ကနေမောင်းနေလာတယ်။မောင်းထောင်းရွာလေးကိုရောက်မှတော့မဟာသာရွာနဲ့ဇလုံမျိုးကိုပေးဆွနေတဲ့လိုင်းကောင်လို့ခေါ်တဲ့ထော်လာကြီးတစီဟာမရင်မင်းတို့စီးတဲ့ဆန်ကယ်နောက်ကနေအချိန်နဲ့မောင်းနေလာတယ်။ညီမဖြစ်သူမရင်လွင်ကထော်လာကြီးလာတဲ့အတွက်ရှောင်းတိတ်တဲ့ခါမှာထော်လာကြီးကဆန်ကယ်လေးကနေပုတ်ခါတီးကပြတ်တန်းသွားပြီးတော့ဆန်ကယ်ကလည်းမှောက်လို့မတက်ဖြစ်သွားတယ်။ဒီခါမှာနောက်ကလိုက်လာတဲ့မရင်မင်းဟာ ချက်ဝါလန်အားနဲ့လက်ကိုဆွဲလိုက်ရာထော်လာကြီးဘေးမှာတန်ထားတဲ့တန်တိုင်းကိုလက်နဲ့ကမ်းမိပြီးထော်လာကြီးနောက်ကိုချိတ်ပါသွားခဲ့တယ်။ထော်လာကြီးကလည်းမရင်မြင့်တွဲလောင်းကြီးပါလာတာကိုမသိဘဲနဲ့အရှိန်ပြင်းစွာဆက်ပြီးမောင်းသွားရာမရင်မြင့်လက်လွတ်ပြီးလက်ချသွားတယ်။ဒီကမှထော်လာကြီးနောက်ပိုင်းအောက်ကိုမရင်မြင့်ရဲ့ဥကောင်းတိုးဝင်သွားပြီးတော့မရင်မြင့်ခေါင်းပွန့်ထွက်ပြီးတော့ဆုံပါသွားခဲ့တယ်။ခီးတက်ဒီအော်တော့မှပဲထော်လာကြီးကရက်တန်သွားတယ်။မရင်မြင့်ကိုလုံးဟာတဆက်ဆက်လှုပ်ရှားနေပေမဲ့ဥကောင်းကြီးကပြတ်ကတ်သွားပြီးတော့ ကွန်ကရစ်တလမ်းမှာကပ်နေတယ်။မရင်မရင်အုံနှောင်တွေအသားစားတွေကလမ်းတစ်လျှောက်လုံးပြန့်ကျနေတယ်။ဖြူဖြူဖြောဖြော အုံနှောင်ဖက်တွေလင်းစံထက်နေတာမြင်မကောင်းဘူး။မရင်မရင်လောင်းကဘသူမှမတည်ယူရတာကြောင့်လက်ရဲဆက်ရရှိတဲ့လူမိုက်တွေကတိတ်ဆောင်ရတယ်လို့ပြောတယ်။ကွန်ကရစ်လမ်းကအုံနှောင်ဖက်တွေနဲ့သွေးတွေကို အတော်ကိုတန့်ရှင်းယူလိုက်ရတယ်။မရင်မရင်တည်ဆောက်တဲ့နားမှာတော့လက်ပံမကြီးတစ်ပင်ရှိရာတချို့ကအဲ့ဒီလက်ပံမကြီးမှာနေထိုင်တဲ့တရေကြီးကလူစားလဲလို့တာကြောင့်တက်ဖြစ်လိုက်ခြင်းဖြစ်တယ်လို့လည်းပြောကြဆိုကြတယ် အဲ့ဒီပြောဆိုချက်တိုင်းလဲမှန်ကန်လုံးပါတယ်မရင်မြင့်ဟာကိုတန်းစော်ကို6လက်မီနောက်ပိုင်းမှာလဲညအချိန်သွားလာသူတွေကိုအဲ့ဒီလက်ပံမကြီးကြီးကနေ6လက်တက်တယ်ကားတွေဆိုင်ကလေးကိုတားမြစ်ပြီးတော့တက်စီတက်တယ်လို့တို့သဖြင့်ထွေလာကြီးတွေကိုပို့ပြီးတော့6လက်တက်တယ်ညောင်ကုန်းရကထွက်တဲ့ဈေးထော်လာကြီးဟာမနေ့အစောကြီးမိုးမလင်းငင်ကလေးကဖြစ်ရှိတက်တယ်ဂျွာကထက်တဲ့ရေတဲ့ပစ္စည်းတွေငါးတွေတင်းနံတွေကိုမုံမလင်းငင်ကလေးကဇလုံမျိုးကိုတက်ပြီးတော့ရောင်းချတယ်အဲ့ဒီထော်လာကြီးကို ိုတုတ်ကြီးဆိုသူကမောင်းနေပြီးတော့မရင်မြင်တေဆုံးပြီးဒီဘက်ကန်ကြမှာတော့ကိုတုတ်ကြီးမနေ့အစောကြီးညောင်ကုန်းရွာကဈေးတရေတင်ပြီးတော့ဇလုံကိုမောင်းနေထွက်လာတယ်။လက်ပံမင်းကြီးနာရောက်မှာတော့မိမတအူကွန်ကရစ်လမ်းပေါ်မှာခြေဆင်းမိထားနေတယ်။ကွန်ကရစ်လမ်းဟာတချမ်းသာခင်းရသေးတာမလို့အဲ့ဒီမိမကိုရှောင်ဖယ်သွားလို့မရဘူး။ဒီမှာတင်ကိုတုတ်ကြီးကအယူမတယောက်ဖြစ်မယ်လို့တွေးပြီးတော့အဲ့ဒီမိမဒီမှာထွက်လာကြည့်လို့ရက်တယ်။အဲ့ဒီမိမကိုအော်ဟစ်ဆဲဆော်ဖို့ပြင်ဆင်နေချိန်မှာပဲ။ မိမက မတက်ထားရတဲ့ဒါပေမဲ့ဒီမိမဦးကောင်းဟာပြပြကြီးဖြစ်နေပြီးတော့မျိုးလုံးကြီးတကတောင်းတလုံးမြောက်တလုံးကြီးနေပြီးပါးစပ်ကလည်းပြင်းနေတယ်ကိုတိုကြီးဟာမရည်မြင်မှန်တိသွားတာကြောင့်ထောက်လာကြီးကိုအញ្ញံဆုံးမောင်းထပ်တယ်ခေါင်းပြကြီးနဲ့မရည်မြင်ကကွန်ကရစ်လမ်းဘေးမှာမတက်ရပြီးကျန်နေခဲ့တယ်တာဘန်ငွေလည်းရောက်တယ်တဲ့အဖေကိုစလုံးလိုက်ပူစမ်းအဖေဖြစ်သူပြောတာကြောင့်အေးချမ်းလည်းကောင်းချင်ရတယ်အေးချမ်းဖေဟာမျိုးလုံးအားနေတာကြောင့်ဟိုနားဒီနားလောက်သာဆန်ကန်မောင်းနေနိုင်တယ် ဇလုံမျိုးလိုခီးအတန်ငယ်ဝေးရင်တော့တာဖစ်သူအေဂျင့်ကိုလိုက်ဖို့ခိုင်းပါတယ်။အေဂျင့်ကလည်းစံငယ်ကိုဆက်နှုတ်ပြီးတော့တာဖာနှစ်ယောက်ညောင်ကုန်းရွာကထွက်လာခဲ့တယ်။အေဂျင့်တို့တာဖာရွာကထွက်လာတော့အချင်းကနုံမွန်းတန်နေပြီ။ဒါမှတန်းစီဝေးထုတ်ပြီးတဲ့ချိန်မှာတော့ညနေ3:00ထိုးတော့မယ်။ဝေးထုတ်ပြီးတဲ့အခါမှာပေးစာရှိတဲ့ကျွေးတွေကိုလိုက်လံပေးဆက်ပြီးအိမ်အတွက်လိုအပ်တဲ့ကော်မစီတွေကိုဝယ်ယူပြီးတဲ့ချိန်မှာတော့ညနေဆောင်းလာပြီ။တာဖာနှစ်ယောက်ဇလုံမှညနေစာစားပြီးတော့ရွာကိုပြန်လာတဲ့ချိန်မှာတော့ ညနေ6နာရီထူတော့မယ်။နေဝင်စောတာမလို့ပတ်ဝန်းကျင်ကအတော်မောင်းနေပြီ။ကွန်ကရစ်လမ်းကြီးမှာတောလာနေကြတဲ့ဆိုင်ကယ်တွေကခက်ကြဲကြဲတော့ရှိသေးတယ်။လမ်းတစ်လျှောက်ရွာလေးတွေကလည်းစီကားနေတော့မယ်။အေဂျင့်တယောက်ဆိုင်ကယ်မောင်းရင်းနဲ့ရင်ထဲမှာထိတ်လန့်လာတယ်။ရှေ့မှာမောင်းထောင်းရွာကိုရောက်တော့မယ်။မောင်းထောင်းရွာလွန်မှာတော့မရင်မြင်ရှိတာကိုတွေးမိတာကြောင့်စိတ်ထဲမှာလည်းကြောက်လန့်လာတယ်။ညနေ6နာရီခွဲကနေမှာတော့မောင်းထောင်းရွာကိုကြော်ခဲ့ပြီးမရင်မြင်နေတဲ့လက်ပတ်မင်းကြီးကိုလှမ်းမြင်နေရပြီ။ လေကျန်တယောက်ကြက်သိန်းနဲ့ထားလာတယ်။ကြောတွေချမ်းလာတယ်။လက်ပတ်မင်းကြီးနာရောက်တဲ့အခါလမ်းမှာလူမရှိဘူး။ဖြတ်သွားဖြစ်လာဆိုင်ကလည်းမရှိ။လမ်းဘေးနှစ်ဖက်စလုံးမှာလည်းကွင်းပြင်တွေပဲရှိတယ်။လေကျန်ကကြောက်ကြောက်လန့်လန့်နဲ့လက်ပတ်မင်းကြီးအောက်ကဖြန့်မောင်းတဲ့အခါသူတို့ဆိုင်ကဘော်ကိုပစုံတစ်ခုပြုတ်ကျလာတယ်လို့ခံစားရပြီးတော့ဆိုင်ကကညှိငနဲ့ဖြစ်သွားတယ်။တလန်းလုံးမောင်းနေလာတဲ့ဆိုင်ကလည်းအနှဲငယ်ပိုပြီးလေးသွားတယ်လို့ခံစားရတယ်။လေးဝါကပုံမှန်ထက်တည်နေပေမဲ့ဆိုင်ကကတိတ်မပြေးတော့ဘူး။ဒီတော့အေဂျင့်တစ်ခုလုံး ကြက်သိမ်းမွှင်းကြီးနဲ့ထပြီးတော့ခေါင်းမွှေးတွေပါထောင်းလာတယ်။ตาဖားနှစ်ယောက်စလုံးလူသေးပုံနှံကြီးကို ထောင်းနေရတယ်။အေဂျန်အဖေလည်းရသမျှဖျားစာရွတ်တယ်လို့အေဂျန်လည်းသူငငယ်တုန်းကရွတ်ဆိုခဲ့တဲ့ဇလုံးပြီတော်ပြန်ဖျားခါတာကိုရွတ်ဆိုလာတယ်။အတော်လှန်လှန်ရောက်တဲ့အခါဆိုင်ကယ်ကိုတရရောက်ကတုံးလိုက်တယ်လို့ဖြစ်ပြီးတော့ဆိုင်ကယ်ကရင်းခါသွားတယ်။လူပါကလည်းနင်းနေတာကြောင့်ဆိုင်ကယ်ကအရှင်မထိနိုင်ပဲနဲ့လမ်းဘေးမှာရှိတဲ့ရေမြောင်းကြီးတွေကိုပြုတ်ကျသွားခဲ့ပါတယ်။ရေမြောင်းကလေခွင်းနဲ့လမ်းကြားမှာရှိတဲ့ရေမြောင်းဖြစ်ပြီးတော့ 6ဘီကနဲ့တယ်။ရေမရှိပဲ6တွေ့တဲ့ကာလာဖြစ်တာမို့လို့အေဂျင့်တို့သားဖားလည်းကြောက်ထဲကြပြီးတော့ဆိုင်ကလေးအတော်ကိုထိခိုက်သွားသလိုသူတို့သားဖားနှစ်ယောက်လည်းပုံပဲ့ထရန်နဲ့ရရှိသွားပါတယ်။သားဖားနှစ်ယောက်လည်းဘာမှမပြောဖြစ်တော့ဘဲနဲ့ဆိုင်ကလေးကိုအ мян ဆုံးမောင်းတွန်းတင်ကမောင်းထွက်လာတယ်။အဲနောက်ပိုင်းမှာတော့မရင်မင်းကအယန်းကို၆နှစ်လာတယ်။ကြေးရွာလူကြီးတဲ့တိုင်းမင်းကဒီနေ့မှပရိယုပ်ပွဲကျင်းပါတယ်။ပရိယုပ်ဖက်ပြီးအမျှဝေတယ်။ဒီလိုပဲဒီလေကွင်းပိုင်ရှင်ကိုခွင့်တောင်းပြီးတော့လက်ပတ်မင်းကြီးကိုပါ ခုတ်လဲဖြစ်တယ်။မရည်မြင်တယောက်သူ့အတွက်ပြုလုပ်ပေးတဲ့ကုသကွာမှုတွေရရှိသွားတာကြောင့်ကျွတ်လို့တော့တာလား။တေချာတော့မသိပေမဲ့အဲ့နောက်ပိုင်းကစပြီးဒီနေရာမှာအချောင်းလန့်တစုံတရာမရှိတော့တာဒီနေ့ထက်တိုင်းဖြစ်ပါတယ်။ဒီမှာနေမယ်။ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ပရာလောကဇလံပြီးဆုံးပါပြီ။နားတော်တာဆင်းသူပြိတ္တကြီးလဲဆယ်ချနာချင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံတော်မူကြပါစေခမညာ။